စီမထိန်နိုင်ခြင်းမျိုးစားလေးမျိုးအပြင်သွားရင်နဲ့စီးသွားခြင်းလိုအင်တာလော့တကြီးလိုက်ရှာရာခရီးသွားရင်နဲ့နေမတိထိုင်မတာတွေဖြစ်စီးပေါက်ခြင်းလိုအင်တာရှာရင်နဲ့ပဲစီးကလည်းထွက်ကြဒီလိုဖြစ်တွေကိုကြုံနေပြီလားဒီတစ်ခါနှစ်ခါလောက်ဆိုလို့ရှိရင်တော့ပြဿနာမရှိပါနဲ့အချိန်မြဲများလာပြီးတော့စီးသွားခြင်းတိုင်းဒီလိုစီးမထိန်နိုင်တာဖြစ်နေပြီဆိုရင်တော့သိကြပါတယ်စီးမထိန်နိုင်ခြင်းပြဿနာရှိနေပြီဆိုတာပါပဲဒါပေမဲ့စီးမထိန်နိုင်ဘူးဆိုတာမှလည်းအမျိုးအစားတွေရှိသေးတယ်ဆိုတော့ကိုက ဘလို့မျိုးတဲမှာမြင်ပါနေမလဲပြီးတော့ဘာကြောင့်ဖြစ်ရတာလဲအကြောင်းရင်းရှိမှအကျိုးဆိုတာဖြစ်လာတယ်မလားပြီးတော့ကိုဖြစ်နေတဲ့ပြဿနာနဲ့သူ့ကိုဖြစ်စေတဲ့အကြောင်းရင်းကတိထားရမှာတော့မမအောင်ပေါ့နော် ြီးမထိန်နိုင်ခြင်းရဲ့မျိုးစားလေးပြုမှာပထမချက်ကတော့ stress incontinence ပါသူ့ရဲ့လက္ခဏာကတော့ရေလိုက်တာချောင်းဆိုးလိုက်တဲ့အခါလှုပ်ရှားမှုလှုပ်လိုက်တဲ့အခါမျိုးတွေနဲ့အလေးပင်မလိုက်တဲ့အခါမျိုးတွေမှာဖြစ်တတ်တဲ့စီးမထိန်နိုင်ခြင်းတစ်မျိုးပါပြရတဲ့အကြောင်းရင်းဟာဒီလိုအလေးပင်မတာလှုပ်ရှားမှုလှုပ်လိုက်တဲ့ဖြစ်ရတဲ့စီးမလုံခြင်းပြဿနာဖြစ်များတဲ့သူတွေကတော့ကိုယ်ဝန်ဆောင်တွေသွေးဆုံသွားတဲ့အမျိုးသမီးတွေနဲ့ Herpes Simmersong ကွင်းပေါ့နော်ဓာတ်ရောင်ကြီးကုသမှုခံယူနေရတဲ့သူတွေနဲ့ခွဲဆုံမှုတစ်ခုခုကြောင့် စီးလန်းကြောင်းထိသွားတဲ့သူတွေက Julostrat Incontinence ပြဿနာကို ဖြစ်နိုင်ပါတယ်။နံပါတ်၄ချက်ကတော့ S Incontinence ပါ။သူ့ရဲ့လက္ခဏာကတော့စိတ်ကနေပြီးတော့စီးသွားခြင်းတွေလို့ဖြစ်လိုက်တာနဲ့စီးထွက်သွားတာမျိုး as encoding နဲ့လို့သတ်မှတ်ပါတယ်။ဒီလို as encoding နဲ့ပြဿနာဖြစ်နေတဲ့သူတွေက စီးသွားပြီးတိုင်းနဲ့သွားကျင်နေတတ်ပြီးတော့ညာဘက်အိတ်ကောင်းတဲ့အခြေတွေမှာပါထထသွားရတတ်ပါတယ်။ဖြစ်ရတဲ့အကြောင်းရင်းများစီလံကြောင်ပိုးဝင်တာစီးတူယောဂနဲ့အာယံကြောပိုင်းဆိုင်ရာယောဂ personal disease နဲ့ multiple sclerosis ခံစားနေရတဲ့သူတွေဟာဒီလို as encoding နဲ့ပြဿနာဖြစ်များပါတယ်။တတိယချက်ကတော့ overbroad encodingness ပါ။သူ့ရဲ့လက္ခဏာကတော့စီးသွားပြီးနောက်ပိုင်းမှာ ာစီးကျဆက်ဆက်ကြနေတာဆိုရင်တော့တင့်မှာ overflow incontinence ပြဿနာရှိနေပါပြီ။ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ဒီပြဿနာရဲ့အဓိကအရင်းခံကတော့စီးအိမ်ကျွတ်သားအပြော့ပြီးတော့စီးအကုန်ညစ်နိုင်တာဖြစ်ပါတယ်။ဒီလိုစီးအိမ်ကျွတ်သားကိုထိခိုက်စေတဲ့အကြောင်းရင်းတွေကတော့ spinal cord ပင်မကြောယိုကြီးထိခိုက်တဲ့ပြဿနာအခြားအာရုံကြောထိခိုက်တဲ့ပြဿနာတွေနဲ့အမျိုးသားတွေဖြစ်တဲ့စီးကျိတ်ကြီးရဲ့ပြဿနာတွေမှာဆိုလို့ရှိရင် overflow incontinence goodness ဖြစ်များပါတယ်။နောက်ဆုံးချက်ကတော့ total in goodness ပါ။ဒါကတော့တစ်ချိန်လုံးတောက်လျှောက်စီးယူနေတဲ့ပြဿနာဖြစ်ပါတယ်။ဒီလိုတောက်လျှောက်ကြီးစီးယူနေတာစီးမထိတ်နိုင်တာကိုအဓိကဖြစ်စေတာကတော့မိမကိုနဲ့စီးလန်းကြောင်ချားထဲမှာပုံမှန်မဟုတ်တဲ့လမ်းကြောင်တစ်ခုပွင့်နေတာကြောင့်ဖြစ်ရတာပါ။မိကုံးချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့ဓာတ်တွေကတော့စီးမထိတ်နိုင်ခြင်းတွေထဲကမှာအတွေ့အများဆုံးမျိုးစားလေးမျိုးကြောင့်ဖြစ်ပါတယ်။ပြီးတော့စီးမထိတ်နိုင်တဲ့ပြဿနာတွေကမရှားတာကြောင့်ကိုယ်စ ီမှာဘယ်လိုပုံစံဖြစ်နေတာဘာကြောင့်ဖြစ်နေတာလဲဆိုတော့ကိုသိသွားကြပြီလို့ထင်ပါတယ်လို့ပြောရင်းနဲ့ပဲဒီမိုင်းဗီဒီယိုလေးကိုဆုံးသက်လိုက်ပါရှင်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်เนาะ